အားလုံးပဲမင်္ဂလာပါရှင်နေအောင်နှင်း audio channel ကနေကြိုဆိုပါရစေဒီကနေ့မှာတော့စာရေးဆရာနေတီဟာရေးသားထားတဲ့စီးစာလန်းဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပေးချင်ပါတယ်တောအုပ်တစ်ဖက်တစ်ချက်ခြံရံလျက်ရှိတဲ့မြေလန်းလေးတိုင်းလျှောက်လာတော့နေဝင်လူဆဲဆဲအခြေတောရဲ့ရှိသဖြင့်နေအောင်နှဲသွားသည်နှင့်အေးစိတ်လာသည်ဘိုက်ထဲကလည်းတကြုံကြုံစာဤသို့တော်လဲသူရက်မနေရဲ့မိုးချုပ်သွားလျင်ခက်မြည်မျက်စိတစ်စုံရှိသောခြေသွွားလန်းကလေးကမွေးတကောင်လိုကြွေကောက်လျက် မိသည့်နေရာ၌ဆုံးမီမတိတတ်နိုင်ထို့ကြောင့်သူလည်းမိများထက်လျှောက်ရမည်ကိုမသိဝါချင်းချင်းလက်ကျန်နေရာကိုအာကိုလျက်ခတ်သက်သက်ကလေးလျှောက်လာလိုက်သည်ထို့စဉ်သူနှာခေါင်းထဲမှာအမွှေးနှက်တစ်ခုရသည်တစ်ပင်ပန်းမှန်ရနှံ့တော့မဟုတ်ဆက်ရှက်ရှားနှင့်အနှဲငယ်မှွန်သည်ခင်းခတ်မွေးကြရနှံ့မျိုးဟင်းနှန်းရှိလျင်ဟင်းချက်သူရှိရမည်သူစဉ်းစားရပြီရှီလန်းခီးကမိများကြမည်မသိမိုးချုပ်သွားလျင်တော်ရဲအေးရမည် တော်တော်လေသူ့နိုင်အိတ်ဆီရဘာမှမပါလားခြုံဆောင်ပေမရှိပိမ့်ပိမ့်မောင်မဲနေတော့တော်တဲ့တယောက်ထဲတညတာဖြတ်သွမ်းမှုတွေးရင် သူကြောစိမ့်သွား၏ဟင်းနိုင်ရတော့ဘိုက်ကလည်းပူစားလာသည်ဒီလိုနဲ့သူ့ခြေလမ်းများကကန္နာယုံ၏ဆွဲဆောင်မှုနောက်ကောက်ကောက်ပအောင်လိုက်သွားတော့၏မြေလန်းလေးမှသူဖီကတအောက်လောက်လျှောက်သွားတော့တစ်ပင်များကြားရှိတစ်လုံးအိမ်လေးတစ်လုံးကိုတွေ့လိုက်ရသည်လက်တစ်လုံးခန့်ဟနေသောတကားကြားမှမီးရောင်မှိန်ပြပြလီ ခောက်အုပ်စကားပြောတဲ့များဝင်းသိမဝင်းသိချီတုံချတုံဖြစ်နေစီမှာပင် တကားဖွင့်လာပြီးမိန်းကလေးတယောက်ထွက်လာသည်မိင်္ဂလာပါရှင်ခရီးမဆက်ခင်ခဏဝင်သားပါဦးသူလဲမိန်းကလေးနဲ့တကားဝါချာမှာတဆင့်ဆိုင်အတွင်းနဲ့လှမ်းကြည့်လိုက်ရင်လူများတယ်နော်နေရာရောရှိရဲ့လားဗျာမိန်းကလေးကပြုံးသည်သူအပြုံးကိုကြည့်ရင်အနှဲငယ်စိတ်အေးသွားသည်တယောက်စာထိုင်စီရာတော့အမြဲရှိပါတယ်လာပါအကိုသူလဲစဉ်းစားမနေတော့ဘဲမိန်းကလေးနောက်လိုက်သွားတော့ဤ အပြင်းမကြီးလျင်ကျင်းသည်ဟုထင်ရတော့လေအထဲ၌အတော်တန်ကျဲဝင်သည်မျက်နှာချက်မှတွဲလောင်းကျနေသည့်မိအိမ်လေးများအောက်၌စိုင်လေးကမမောင်ယုံလေးလင်းနေ၏ဇပွဲတိုင်းလူလူ၌လူရှိသည် သူ့လိုပဲခီးသွွားတွေထင်ပါရဲ့တချို့ကငင်ငင်လေးထိုင်နေသည်တချို့ကဘေးဝိုင်းကလူနဲ့စကားတီးတိုးပြောလျက်တချို့ကတော့ပကံထဲမှစားစရာများအားမင်းရေရှက်ရေသူ့ကိုမင်းကလေးကစိုင်တောက်ရှိဇပွဲလွတ်စီဥဆောင်သွား၏ဒီလိုကြတော့လေနေရာလွတ်ရှိတာပဲ။ သူတပြင်းမောလေးတစ်ချက်မှုတ်ထုတ်လိုက်သည်ထိုင်ကုန်၌ဝင်ထိုင်ပြီးနောက်မိန်းကလေးကသူ့ကိုပြုံးပြရင်းနှွေးတော့အောင်ဆွတ်ပြုတ်လေးတစ်ခွက်လောက်တောက်လိုက်ပါလားအကိုသူလည်းဘာမှရမှန်းမသိတဖြစ်ခေါင်းသာညှိပြလိုက်သည်ထို့နောက်မိန်းကလေးကလေပြည်လေးတစ်ချက်ဝှေ့လိုက်တကယ်တို့သူ့အနာကထွက်သွား၏သူလည်းထိုင်ကုန်ကြုံးမြင်ဆိုင်လေးကိုတေချာကြည့်မိသည်အခန်း၏ထိတ်ဆုံးနေရာ၌ရှိသောကောင်တာနောက်ထပ်မိန်းကလေးတစ်ယောက်ကကြီးကျက်လျက်ရှိသည်မိန်းကလေးတွေကရုပ်ချင်းခက်ဆင်ဆင်ညီအမတွေဖြစ်ပုံရသည် ။ကောင်တာဘေး၌ကျန်းပြင်ထက်တပေခန့်မြင့်၍စောက်ထားသည့်ဆင်းမြင့်လေးရှိသည်။ထူးဆန်းစီမှာဆိုင်၌ဇပွဲတိုင်းသည်အရွယ်စားတူတူဖြစ်သလိုဇပွဲကောင်တိုင်း၌ထိုင်ကုန်တစ်လုံးနှင့်လူတစ်ယောက်သာရှိခြင်းပင်။သူတို့ဤရှိ၌လည်းပကံလုံးခက်ရရွယ်တစ်လုံးစီကလွယ်၍ဘာမှမတွေ့ရ။ပူတော်လေးတောက်လိုက်ပါအောင်ရှင်။အခုနောက်ကမင်းကလေးကငွေတစ်ထောင်တောင်းထားလျက်ရှိသောစုပြုတ်ပကံအားသူ့ရှေ့ချပေးရင်ပြောသည်။ထို့နောက်လက်ပြာမလေးလာဆိုင်တကားစီသို့ခတ်တော့တော့ပြေးထွက်သွား၏။ သူစကားတခုပြောခွင့်ပင်မရလိုက်မိန်းကလေးကိုသာငေးကြည့်ရင်ကျန်ခဲ့သည်စွပြောက်ပူပူအားတစုံခက်၍တစ်ချက်နှစ်ချက်ခန့်မှုတ်ပြီးတောက်လိုက်သည်စက်တုံဖြူငရုတ်ကောင်းတရုတ်နဏန်ချင်းနူးညံ့သောကြက်သားဘက်ကလေးများမျိုးချလိုက်တော့အနှွေးတက်သည်လေချောင်းမှတစ်ဆင့်သူ့တကူလုံးကိုစီစဉ်သွားသည်အိမ်ကိုတရိယသည်ငငယ်ကအမေချက်ကျွေးခဲ့သည်ပူပူနွဲ့နွဲ့ကြက်သားစွပြောက်ကိုတရိယသည်မိဘပေါ်မှာစွပြောက်ဦးချက်ချချင်းပကံလုံးထဲထက်ခတ်ကရှာနှစ်လေချောင်းများပူနွေးသွားသည့်အထိ တဖူးဖူးမှုတ်တောက်ခဲ့ပုံကိုမြင်ရောက်မိသည် သူလဲခေါင်းမဖော်စတဲ့တစုံပြီးတစုံအငမ်းမရတောက်ပြီးတော့ဤနောက်တစုံ ချမ်းပြေသွားသည် နောက်တစုံနောက်တစုံနောက်တစုံတစက်မြမကြံတော့မှသူနေတာထိုင်တာရှိသွား၏ဘေဘီကိုကြည့်လိုက်တော့ဘဲဘက်စပွဲနိုင်ရှိသောမိမပြူကသူ့အားပြုံးကြည့်လျက်တတော်ကောင်းမဲ့ပုံပဲနော်မိမပြူစကားဆတော့သူလဲပြုံးရင်ပျောက်တလင်းခါလျက်ရှိသောပကံလုံးဝငုတ်ကြည့်မိသည်ထိုမျိုးသမီးရှိနိုင်လဲပကံလုံးလေးတစ်လုံးအထဲ၌ခက်ညညူအေးအနေငယ်ကြံနေသည်သည အယောင်ချင်းတော့မတူထိုခါကျမှသူတောက်လိုက်တာဘာပါလဲဟုစဉ်းစားမိသည်အမျိုးသမီးရှိပကံလုံးကလက်ညှိုးထိုးပြီးမေးဆက်ပြတော့ထိုအမျိုးသမီးကနှကန်းတစ်ဖက်တွန့်ယုံပြုံးပြရင်ခေါင်းခါသည်သူလိုပင်မမှတ်မိခြင်းလောအစကလည်းဘာမှမသိခြင်းလောထိုအမျိုးသမီးနဲ့စကားဆက်ပြောရင်ကောင်းမလားဘဲကလာလဲဘဲသွားမလို့လဲသို့တယ်လေဤမေကိုများ၏အဖြစ်ဟာသူကိုယ်တိုင်ပင်စဉ်းစားမရပေသူဘယ်ကလာလို့ဘယ်ကိုသွားနေတယ်လဲစီးစာလန်းကလေးသည်ရှည်လွန်းတော်လဲမိသည့်နေရာ၌ဆုံးသည်နီ သူခရီးတယ်လေမိတိနေရ၌ဆုံးသက်သည်။သူစိတ်တွေရှုပ်ထွေးလာစင်မှာပင်ညင်ညောင်းသောတိလုံးတန်လေးအားကြားလိုက်ရသည်။စကားပြောသံများလည်းညင်ကြသွားသည်။သူအပါဝင်အလုံးကြီးအကြီးကဆိုင်ကလေး၏တစ်ဖက်တောက်၌ရှိသောစင်မြင့်ကလေးစီသို့စင်ပေါ်၌ကလထိုင်တစ်လုံး၌ခါရောက်လူနီပါရှိသောသပင်အားပခုံးပေါ်ဖြန့်ချထားသူပောင်ပေါ်၌ကျိုးလေးများတည်တန်းထားသည့်ကရိယာလေးတစ်ခုထိုကရိယာ၏ထိပ်ပိုင်းမှာအလုံးသွယ်ကြီးကောက်ခါ အဖျားနိုင်အောက်သို့အနှဲငယ်ကွေးညွတ်သွား၏အောက်ပိုင်းမှာတော့ခတ်ထူထူချိုးမြင့်မြင့်လေးများမှထိုကရိယာ၏ထိပ်ပိုင်းနှင့်အောက်ပိုင်းအားခတ်ဆောင်ဆောင်တွေ့တန်းလျက်မိမဖြူကလက်ချောင်းတွယ်တွယ်လေးများနှင့်ထိုချိုးလေးများအားတီးခတ်လိုက်တော်သည်ညင်ညောင်းသောတီးလုံးတံကတဆိုင်လုံးကိုလွှမ်းခြုံသွားသည်တီးသွားအောက်၌သူလဲငေးမောမှင်တက်လျက်မိမဖြူလေး၏မျက်နှာကတော့အေးဆေးတည်ငြိမ်လာသည်မျက်လွှာချထားသောမျက်ဝန်းလေးများကသူ့လက်ချောင်းနှင့်ချိုးများမှလွှဲ၍မိသည့်နေရာကိုမှမရွေ့ ဒီလုံးတဲ့ရက်သွားသောအခါတဆိုင်လုံးအိတ်မွေးချတာတလို့ငြိမ်သက်နေရမှလက်လုံရှာရှာဖြစ်လာသည်ခအုပ်လက်ခုပ်တီးတန်းစကားတီးတိုးပြောတန်းသူလဲဘယ်ဘက်စပွဲသူလှဲ့ကြည့်ရင်အဲ့ဒီမိန်းကလေးကင်နာတာဘာလို့ခေါ်လဲဗျအတန်တတော်သားစပွဲ၌မိသူများမရှိသူဟိုတီတီလိုက်ရှာကြည့်တော့စောစောကဘေးနာစပွဲနာထိုင်နေတဲ့အမျိုးသမီးမှာတကားဝနာရောက်နေလိမ့်ပြီထိုအမျိုးသမီးနောက်လိုက်သွားမိသည်ခဏလေးဟိုတယောက် သူအနောက်ကလမ်းခေါ်တော့လဲထိုမျိုးသမီးမှာဆိုင်တကားကိုဆွဲဖွင့်ပြီးအပြင်သို့ထွက်သွားလိမ့်မည်။သူလည်းနောက်မှပြေးလိုက်ရင်အပြင်သို့ထွက်လိုက်တော့အေးဆက်သောညနေခင်းလေးကစီးကျူလျက်လမ်းပေါ်၌လူရိပ်လူရောင်မတွေ့ရ။မိန်ပြပြစီးစာရောင်အောက်မှခြေသွားလမ်းကလေးပေါ်၌သူတယောက်တည်း။သူလည်းခရီးဆက်ခဲ့၏။အလင်းရောင်မပြောက်သေး။သူ့ခြေလမ်းတိုင်း၌အားရင်အပြင်းနှင့်ဒီခရီးပမာဆုံးမလဲမသိတော့လဲဘဲကိုဥတီနေတယ်လဲဆိုတာအလိုလိုသိနေတယ်လို့ ။ကွေလေးတစ်ခုရချိုးလိုက်တော့အခါတောအုံနဲ့မြေသားလန်းလေးပျောက်သွားပြီးမြေကွက်လက်တစ်ခုနေရာသို့ရောက်သည်။အရှိတွင် ရေပြင်ကျဲကြီး။ကန်းကူးမလို့လားဗျ။အတန်ကြာရသူလှည့်ကြည့်လိုက်မှ ခလန်းလန်းလာရက်နေသောလူတစ်ယောက်ကသတိထားမိတော့သည်။ဘာကြောင့်ရဲ့မသိ။သူသွားလို့တော့အရဲသူရောက်ရန်ဤရေပြင်ကြီးအဖြတ်တန်းသွားရမည်ကိုသူသိနေသည်။ချေချေဦးဝေးစဉ်းစားမနေတော့ပဲထိုသူတန်းလျှောက်သွားလိုက်သည်။ထိုသူကရေစက်၌တင်ထားသော ရှေမျက်မျက်အရာကိုလက်ညှိုးထိုးပြသည်။ထိုအရာက လူတစ်ယောက်စာလောက်ရှိမည်။ အလယ်၌အခေါင်းထွင်ထားပြီးလူထိုင်နိုင်လောက်အောင်ကျေဝွန်သည်အစွန်းတစ်ဖက်၌ဒုံတိတိအနားသက်ထားပြီးနောက်စွန်းတစ်ဖက်မှာကျင်းမြောက်ဤထိတ်၌ခြုံဤသူလည်းအခေါင်းထွင်ထားသောနေရာ၌ဝင်ထိုင်လိုက်သည်ထိုသူကသူ့ဘေး၌ဝင်ထိုင်လိုက်ပြီးထိတ်၌ပြားလျက်ရှိသောထုတ်ချောင်းရှိရှိနှချောင်းကိုကန်ကာရေထဲဖြည်းဖြည်းစီခတ်လိုက်တော့သူတို့ထိုင်နေရအရာမှာရေထဲတဖြည်းဖြည်းတိုးဝင်သွားတော့သည်ဤအရာကိုဘာလို့ခေါ်တယ်လဲသူမမေးမိသူတို့ဘယ်ကိုသွားနေတယ်လဲသူမမေးမိ မသိလေတဲ့ရေးမကြည့်တော့တယ်လို့လူမျက်စိတစုံကျေပြောသည့်ရေပြင်းပေါ်တွေ့ရွေ့အယားယာညင်သက်တိတ်ဆိတ်လျက်